ရသမားအားလုံးပဲမင်္ဂလာပါရှင်။မတ်လ17ရက်သမစ္စမပရိုင်တိုင်းမစ္စမပင်မသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ဒီစီစဉ်ကိုကျမကျူချမ်းတဲ့အတူမစ္စမဝိုင်းတော်သူဝိုင်းတော်သားတွေကတက်ဆက်ပေးသွားမှာပါ။အခုတရှိကြရမယ့်သတင်းတွေကတော့ ICC ဝရန်နဲ့ဖိလစ်ပိုင်သမရဟောင်းဒူတာတေးကိုဖမ်းဆီးထိန်းသိမ်းခံရတဲ့သတင်း။စကောင်းဆောင်ရဲ့ရုရှားခရီးစဉ်အပြီးမှာတရုတ်အထူးကိုယ်စားလှယ်တွေမြန်မာနိုင်ငံကိုရောက်လာတဲ့အကြောင်း OWIC ကတ်ကိုအကန့်အသတ်နဲ့လာမယ့် March 20ရက်နေ့ကစပြီးတော့စစ်ကောက်စီပြန်ထုတ်ပေးမယ့်အကြောင်း နထိုးကြီးတိုက်ပွဲမှာစစ်ကောင်စီတပ်သား25ယောက်တေဆုံးပြီးတော့ဗိုလ်မှူးအပါအဝင်14ယောက်ကိုအရှင်ဖမ်းမိတဲ့တဲ့တဲ့ X လူမှုကွန်ရက်စိုက်ဘာတိုက်ခိုက်မှုခံရတယ်လို့ Elon Musk ပြောတဲ့တဲ့အပါအဝင်ဒီကနေ့ရဲ့နောက်ဆုံးရငွေလဲနှုန်းရွှေဈေးနဲ့အရေးကြီးကုန်စည်နှုန်းတွေကိုပါစုစည်းတင်ဆက်ပေးသွားမှာပါရှင်။ ICC ဝရန်နဲ့ဖိလစ်ပိုင်သမရဟောင်းထူတာတေဖန်စီထိမ့်သိမ်းခံရတဲ့တဲ့ရင်ကိုအရင်ဆုံးတက်ဆက်ပေးချင်ပါသေးတယ်။ လူသားမျိုးနွယ်အပေါ်ကျူးလွန်နေဆိုတဲ့ပြစ်မှုတွေအတွက်ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကိုဖမ်းဆီးဖို့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ရဲ့ဖမ်းဝရမ်းထုတ်မှုကိုလက်ခံရရှိကြောင်းဖိလစ်ပိုင်အစိုးရကပြောကြားပေးတဲ့နောက်မတ်လ17ရက်မှာသမ္မတဟောင်းဒူတာတေကမနီလာမှာဖမ်းဆီးထိန်းသိမ်းခံလိုက်ရပါတယ် တမရဟောင်းထူတာဒေဟာမတ်လ9ရက်နေ့ကဟောင်ကောင်မှာအခြေချအလုပ်လုပ်ကန်နေတဲ့ဖိလစ်ပိုင်သားတွေနဲ့တွေ့ဆုံတဲ့လူထုဆွေးနွေးပွဲတစ်ခုမှာမိခွန်ပြောပြတဲ့နောက်မှာမတ်လ17ရက်မှာဟောင်ကောင်ကနေဖိလစ်ပိုင်မြို့တော်မနီလာကိုပြန်လာခဲ့ပါတယ်တူရောက်ရောက်ချင်မှာပဲလူသားထုအပေါ်ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက်တမရဟောင်းကိုဖန်ဝရန်ထုတ်တဲ့ ICC အကြောင်းကြားချက်အတိုင်းရှင်းနေချုပ်ကဆောင်ရွက်ခဲ့တယ်လို့ဖိလစ်ပိုင်တမရယုံဆက်သွယ်ရေးဌာနထုတ်ပြန်ကြမှာဖော်ပြပါရတယ်။ ဒူတာတေးဟာသူတမရတာဝန်ယူခဲ့တဲ့ကာလအတွင်းရဲမှတ်တမ်းအချက်လက်တွေအရလူ6000ကျော်တည်ဆုံခဲ့ရတဲ့ဆိုတော့တိန်းကျုံလှုပ်ဆောင်တဲ့လူမဆန်တဲ့မူရစ်စေဝါနှိမ်နှင်းဖြုတ်ကွင်းမှုတရက်ကိုဥဆောင်ခဲ့ပါတယ်။ရဲမှတ်တမ်းအရလူ6000ကျော်တည်ဆုံနေဆိုပေမဲ့ဥပဒေမဲ့တပ်ဖြတ်ခံရသူအရေအတွက်ဟာဒီထက်တော်တော်လေးပိုများနိုင်တယ်လို့လွတ်လပ်တဲ့လိလာစောင့်ကြည့်သူတွေကပြောပါတယ်။ အခုမတိုင်မီအစောပိုင်းကမူရစေဝါတိုက်ဖြတ်နှိမ်နှင်းမှုစစ်ပွဲနဲ့ပတ်သက်ပြီးတကယ်လို့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC ကမိမိကိုဖမ်းဝရမ်းထုတ်ပေါက်ကအဖမ်းခံဖို့အသင့်ရှိတယ်လို့ဖိလစ်ပိုင်သမ္မတဟောင်းရိုဒရီဂိုဒူတာတေကသူ့ရဲ့ဟောင်ကောင်ခရီးစဉ်အတွက်မှပြောကြားထားခဲ့ပါတယ်ရှင်။ စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ရုရှားနဲ့ဘီလာရုစ်ခီးစဉ်အပြီးတရုတ်နိုင်ငံရဲ့အာရှရေးရအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိကျွန်းဟာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့စစ်ကောင်စီနိုင်ငံသားရေးဝန်ကြီးဦးတန်းဆွေနဲ့တွေ့ဆုံခဲ့ကြောင်းမတ်လ17ရက်နေ့မှာစစ်ကောင်စီကထုတ်ပြန်ပါတယ်မစ္စတာတိတ်ရှိကျွန်းဟာမတ်လ10ရက်မနက်10:00နာရီအချိန်လောက်မှာစစ်ကောင်စီရဲ့ဒူးဝန်ကြီးချုပ်နိုင်ငံသားရေးဝန်ကြီးနဲ့တွေ့ဆုံခဲ့တယ်လို့ဆိုပါရယ် အဲဒီတွေ့ဆုံပွဲမှာမြန်မာတရုတ်နယ်စပ်ဒေသတလျှောက်ငင်းချမ်းရေးနဲ့တည်ငြိမ်ရေးကိုပုံမမြင့်တက်နိုင်ဖို့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စပြည်တွင်းငင်းချမ်းရေးနဲ့အမျိုးသားပြန်လည်တည်မြဲရေးလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အခြေအနေတွေကိုဆွေးနွေးခဲ့တယ်လို့စစ်ကောင်စီကပြောပါတယ်။ဒါအပြင်နယ်စပ်ဒေသမှာရှိနေတဲ့ online လောင်းကစားနဲ့လိမ်လည်မှုကွန်ရက်တွေကိုပူးပေါင်းတိုက်ဖြတ်ရေးကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။ တရုတ်နိုင်ငံကူမင်းမြို့မှာပြီးခဲ့တဲ့ဖေဖော်ဝါရီ16ရက်နေ့နဲ့18ရက်နေ့ကကျင်းပတဲ့စစ်ကောင်စီနဲ့ပလောင်ပြည်နယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဦး PSLF TNL တို့ရဲ့ဆွေးနွေးပွဲကိုလည်း Mr. တိတ်ရှိကျွန်းတက်ရောက်ခဲ့တာဖြစ်ပါတယ်တရုတ်အစိုးရအထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွန်းဟာစစ်ကောင်စီနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရှမ်းပြည်နယ်မြောက်ပိုင်းမှာဖြစ်နေတဲ့အတိုက်ပွဲတွေရပ်ဖို့အတွက်ညှိနှိုင်းဆောင်ရွက်ပေးနေသူလည်းဖြစ်ပါတယ်။ ပေးခဲ့တဲ့နှစ်ကျော်လာကလည်း Mr. တိတ်ရှိကျွန်းဟာမြန်မာနိုင်ငံကိုရောက်ရှိလာပြီးတော့စစ်ကောင်စီတာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်ရှင်။မန္တလေးတိုင်းဘက်ကသတင်းကိုဆက်ကြည့်အောင်ပါ။မန္တလေးတိုင်းမြင်းကျန်ခရိုင်နှစ်ထိုးကြီးမြို့နယ်ဝက်လူးရဲစခန်းကနေထွက်လာတဲ့စစ်ကောင်စီစစ်တောင်းကိုစစ်တွင်းဘူးကြေးရွာအနီးတိုက်ခိုက်ခဲ့တာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်25ယောက်တိစုံပြီးတော့14ယောက်ရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ PDF အမှတ်၁စစ်ဒေသကမတ်လ17ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ် မတ်လ9ရက်နေ့မှာပခုတ်ကူတမ101လောက်ခန်းစစ်ဟင်အား200ပါတဲ့စစ်ကောင်စီစစ်ကြောင်းကိုစတွင်းမိုးကြီးရွာအနောက်တောင်ဘက်မှာတော်လရင်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့အမှတ်၁စစ်ဒေသကဆိုပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကဘိုးမှူးဝင်းလှိုင်ဦးနဲ့ဘိုးကြီးအောင်ကိုကိုအပါအဝင်၁၄ရောက်ဖမ်းဆီးရမိခဲ့ပြီးတနက်၄၄လက်နဲ့စစ်အုံဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့အမှတ်၁စစ်ဒေသကအသိပေးထားပါဗျာ။ တိုက်ပွဲအတွင်းကနေလက်နက်ခရင်များစွာကိုလည်းတင်းစေရရှိခဲ့တယ်လို့ဆိုပါရယ်တိုက်ပွဲအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကလေကြောင်းပစ်ကူအနေနဲ့ဒရိုးကနေတက်လာတဲ့ Jet Fighter နဲ့နှစ်ကြိမ်တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့သိရပါရယ်ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်တရင်လေတရင်30နထိုးကြီးမြို့နယ်ပါကာဖားနယ်မဟာမိတ်ပူပေါင်းအဖွဲ့တွေကဇတွင်းဘူးကျေးရွာအနောက်တောင်ဘက်မှာမတ်လ9ရက်နေ့ကပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော်လင်ရဲတပ်ဖွဲ့ဝင်ရဲဘော်2ယောက်လည်းကြာဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။

ခုနောက်ထပ်အနေနဲ့စစ်ကောင်စီကဖေဖော်ဝါရီလကစတင်ထုတ်ပေးတာကိုရက်ဆိုင်ထားတဲ့ပြည်ပအလုံတမမှတ်ပုံတင်ကတ် OWIC ကတ်ကိုလာမယ့်မတ်လ20ရက်နေ့မှာပြန်ထုတ်ပေးမယ်လို့ဒီကနေ့မတ်လ17ရက်သတင်းစာမှာထုတ်ပြန်ပါတယ်အလုတ်သမားဝန်ကြီးဌာနကိုရက်စွဲအစဉ်လိုက်တင်ပြထားတဲ့အတီးပြူပြီးသားအလုတ်ခေါ်စာအရပြည်ပကိုအလုတ်လုတ်ကင်ဖို့ခွင့်ပြုချက်ရရှိပြီးတဲ့သူတွေမိမိအစီအစဉ်နဲ့တွားရောက်မဲ့သူတွေကိုမတ်လ20ရက်နေ့ကစပြီးတော့ OWIC ကပြန်ထုတ်ပေးမယ်လို့ဆိုပါတယ် စစ်ကောင်စီကကြိုတင်ကြေညာတာမရှိဘဲပြီးခဲ့တဲ့ဇန်နဝါရီ31ရက်နေ့ကစပြီးတော့ OWIC ကထုတ်ပေးတာတွေကိုရပ်ဆိုင်းခဲ့တာပါပိတ်သိမ်းခဲ့တော့ကအလုံတမောင်းဝင်ကြီးဌာနအနေနဲ့ပြပထွက်ခွာအလုံလုံသူစီရင်ကိုစီစစ်တာ OWIC ကထုတ်ပေးတဲ့ဆက်ရက် software တွေပြုပြင်တာ OWIC ကထုတ်ပေးရေးစင်တာတွေကိုတနေရာတဲ့ပေါင်းစီတာအလုံရှင်အလုံတမောင်းစာချုပ်ချုပ်ဆိုတဲ့နေရာတစုတစည်းတဲ့ဖြစ်အောင်ပြင်ဆင်ဆောင်ရွက်နေတာတွေကြောင့်လို့ဆိုထားပါတယ် ဩတရိုင်းစီကပြန်ထုတ်ပေးမယ်ဆိုပေမဲ့စစ်မှုတန်းစည်ရင်ပါတဲ့သူတွေကိုတေချာစီစက်မယ်လို့စုံစမ်းသိရှိရပါတယ်။စစ်မှုတန်းစည်ရင်မှာမပါတဲ့သူတကယ်တော့မှတေချာတဲ့သူကိုစီစက်ပြီးတော့မှသူတို့ချပေးမှာဖြစ်တယ်လို့ပြပအလောက်ကန်အေဂျင်စီလုပ်ငန်းရှင်တယောက်ကပြောပါတယ်။ စစ်ကောင်စီဟာပြီးခဲ့တဲ့ February ပထမအပတ်ကစပြီးတော့စစ်မှုထမ်းအသက်အတွင်းအကျုံးဝင်တဲ့အသက်၈၂နှစ်ကနေ၃၅နှစ်အတွင်းမှရှိတဲ့အမျိုးသားတွေကို OWIC ကတ်ထုတ်ပေးတာကိုကန့်သက်လိုက်ပြီးတော့ပြပထွက်ခွာအလုပ်လုပ်ခွင့်လည်းမရတော့ဘူးလို့အလောက်ကန်ရှာဖွေရေးအေဂျင်စီတွေကနေသိရပါဗျာ။ ဒါပြင်စစ်ကောင်စီရဲ့ဒီကနေ့ထုတ်ပြန်ချက်တဲ့မှာ OWIC ကနဲ့အလောလောကန်ခွဲနိုင်ငံကိုလက်မှတ်ဖြစ်တဲ့ PJ လက်ဝယ်ရှိနေတဲ့သူတွေအနေနဲ့လည်းပြည်ပနိုင်ငံကိုထွက်ခွာမယ်ဆိုရင်အလုံသမောင်းဝန်ကြီးဌာနစီကို Migrant Departure Act gmail.com ကနေတဆင့်လိုအပ်တဲ့စာရွက်စာရမ်းတွေနဲ့၅ရက်ကြိုတင်လျှောက်ထားပြီးတော့ခွင့်ပြုချက်တောင်းခံဖို့လိုအပ်တယ်လို့ဖော်ပြထားပါတယ်။ ပြပထွက်ခွာခွင့်ပြုမဲ့သူစည်ရင်ကို Safe Migrant Telegram Channel မှာ March 18ရက်နေ့ကစကြေညာသွားမှဖြစ်ပြီးတော့သက်ဆိုင်ရာလေဆိပ်တွေကိုလည်းပေးပို့ထားမှဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါကြောင့် OWIC ကနဲ့ BJ နိုင်ငံကလက်မှတ်လက်ဝဲရှိပေမဲ့စစ်ကောင်စီရဲ့အလို့သမောင်းဝင်ကြီးဌာနကခွင့်ပြုချက်မရရင်ပြပထွက်ခွင့်ရမှာမဟုတ်ပါဘူး။စစ်ကောင်စီကအခုလိုကတ်တက်လာတာဟာပြည်ပကိုထွက်ဖို့ပြင်ဆင်နေသူတွေပြည်ပအလောက်ကန်ရှောက်ဖွေရေးအေဂျင်စီတွေအနေနဲ့အလွန်ထိခိုက်နှစ်နာရရတယ်လို့ဆိုပါရရှင် နိုင်ငံငါသတင်းတပုတ်ကိုဆက်ကြည့်အောင်ပါ Twitter လို့လူသိများတဲ့ X လို့မှုကွန်ရက်စိုက်ဘာတိုက်ခိုက်မှုခံရတယ်လို့ Elon Musk ကပြောလိုက်ပါတယ်။အပြည့်စုံကိုမွှေနွယ်ကတင်ဆက်ပေးမှာပါရှင့်။သူ့ရဲ့ social media platform X ကိုတနင်္လာနေ့ကတိုက်ခိုက်ခံရတယ်လို့ Elon Musk ကပြောပါတယ်။ နိုင်ငံရေးအရာသဘောထားကွဲပြားမှုတွေများနေလို့ဘီလီယနာကြီးကိုတိုက်ခိုက်တာလားဒါမှမဟုတ်တချိန်ကဆိုရှယ်မီဒီယာကွန်ရက်ကို၆လက်နိုင်ခဲ့တဲ့ Twitter platform ကဝန်ထမ်းတွေကိုဖြုတ်ပစ်ခဲ့လို့များလားဆိုပြီးသူလောသူလောမျိုးကနေထွက်ပေါ်နေပါတယ် X မှာပြဿနာတွေရှိကြောင်းသတင်းတွေတနင်္လာနေ့အစောပိုင်းကထွက်ပေါ်လာပါတယ်အာရှဥရောပမြောက်အမေရိကတိုက်တွေက30နေသူတွေကသူတို့ platform ကိုဝင်လို့မရကြောင်းပြောလာကြပါတယ်လို့ website တွေကိုစောင့်ကြည့်လေ့လာနေတဲ့ Down to Data ရဲ့အပြောအယားသိရပါတယ် S ကိုတိုက်ခိုက်တဲ့ cyber တိုက်ခိုက်မှုတွေရှိခဲ့တဲ့အခုထိရှိနေတော့မယ်လို့ Mask platform ပေါ်မှာ post တင်ပြောကြားထားပါတယ်။ဒီ platform ကတနင်္ဂနွေပြတ်တောင်းပြတ်တောင်းဖြစ်နေပါတယ်။လွန်ခဲ့တဲ့နေ့ Trump နဲ့ interview တိုက်ရိုက်ထုတ်လွှင့်မှုမပြုလုပ်ခင်ပြောကြားသွားခဲ့တော့ကလည်း SpaceX နဲ့ Tesla ရဲ့ပိုင်ရှင်က cyber တိုက်ခိုက်မှုကြောင့်ဖြစ်ရကြောင်းအထောက်အထားမရှိပြောကြားခဲ့ပါတယ်။ဒီလိုတိုက်ခိုက်တာကသူ့အပေါ်မလုံမုံထားလို့လောက်တာဖြစ်နိုင်ကြောင်း Those designer ဆိုတဲ့အကောင့်ပိုင်ရှင်ရဲ့ပြောကြားချက်ကို Musk ကသူ့ရဲ့ post မှာမျှဝေထားပါတယ်။သူကောင်းဆောင်နေတဲ့အစိုးရလုပ်ငန်းများစွမ်းဆောင်ရည်ရှိရေးဌာန Doge ကိုမကြသေးခင်ကစမ်းချင်ဆန္ဒပြသူတွေနဲ့သူ့ရဲ့ Tesla ဆက်ယုံတွေကိုဝင်ရောက်ဖျက်ဆီးခဲ့တာတွေကိုကြည့်ပြီးသူကဒီလိုပြောကြတာဖြစ်ပါတယ်။ဒီလိုတိုက်ခိုက်မှုကကြီးမားပြီးတော့စူပေါင်းချိန်ကိုက်လုတ်တက်တဲ့အုပ်စုတခုဒါမှမဟုတ်တိုင်းမြေတခုကလုတ်တက်တဲ့အလုပ်ဖြစ်တာကြောင့်အရင်းမြစ်တွေအများကြီးအသုံးပြုခဲ့ရမှာဖြစ်ကြောင်း Musk ကခံမှန်းပြောဆိုထားပါတယ်ရှင်။ အခုနောက်ထပ်နိုင်ငံတကာသတင်းတပုတ်အနေနဲ့ရာသီဥတုဆိုင်ရာမူဝါဒတွေကိုပြောင်းပြန်လှန်ပစ်မယ်လို့စွမ်းအင်ဝန်ကြီးကကြေပြူပြောကြားလိုက်ပါတယ်။အပြည့်စုံကိုဆက်လက်ကြည့်ရှုလိုက်အောင်ပါရှင်။တိုင်းပြည်ရဲ့စွမ်းအင်မူဝါဒကိုပြင်ဆင်ပြောင်းလဲပြီးကြောက်ဖြစ်ရုပ်ကျွမ်းလောင်စာတွေကိုအသာပေးအသုံးပြုသွားမှာဖြစ်ကရာသီဥတုဖောက်ပြန်မှုထိန်းချုပ်ရေးကိုဦးစားပေးတော့မှာမဟုတ်ကြောင်း American စွမ်းအင်ဝန်ကြီးကတရင်လာနေမှာကြေပြူပြောကြားလိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရမ်အာနာပြန်ရလာပြီးကြတဲ့ကအကြီးဆုံးပြုလုပ်ခဲ့တဲ့စွမ်းအင်လုပ်ငန်းဆိုင်ရာခေါင်းဆောင်တွေစုဝေးတဲ့ပွဲမှာအခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။ရေနံစီမံကိန်းတွေကိုနှောင့်နှေးကြမ်းကြာစေတဲ့ကျိုးနေစနစ်ကိုထရမ်အစိုးရကဖျက်တောက်တော့မှဖြစ်ကြောင်းနဲ့ဓာတ်ငွေတင်ပို့မှုတွေကိုလည်းတိုးမြှင့်ပြုလုပ်သွားမှဖြစ်ကြောင်း ဒါဟာအရင်သမ္မတဂျိုးဘိုင်တန်ရဲ့မူဝါဒတွေကနေတိတိတသားပြောင်းလဲသွားတဲ့နမူနာတွေဖြစ်ကြောင်း conference အဖွဲ့နေမှာစွမ်းအင်ဝန်ကြီး Chris Bright က Trump အဆိုအရမူဝါဒအပြောင်းလဲတွေကိုကိုးကားပြောကြားသွားခဲ့တာဖြစ်ပါတယ်။ ျွန်တော်တို့နိုင်ငံသားတွေအပေါ်အဆုံးမသတ်နိုင်တဲ့ဆွလွတ်အနစ်နာခံမှုတွေကိုဖြစ်ပေါ်စေခဲ့တဲ့ဘိုင်ဒန်အစိုးရရဲ့ရုတ်တရက်မတန်တဲ့ဘာသာရေးတပိုင်းမူဝါဒတွေကိုထရမ့်အစိုးရကအဆုံးသတ်တော်မှာဖြစ်ပါတယ်လို့ Cambridge Swan and သုတေသနသင်္ကဟအဖွဲ့ CER ကနှစ်ပတ်လည် conference ရဲ့လူတွေပြည့်ကျက်နေတဲ့ခန်းမတွေမှာ right ကပြောကြားသွားခဲ့တာပါ။ ဝါရှင်တန်အင်ပီရိုကိုလွန်ခဲ့တဲ့ခုနှစ်ပတ်ကပြန်ရောက်လာကြတဲ့ကထရမ့်နဲ့သူ့အဖွဲ့ဝင်တွေဟာရှင်ရန်စွဲစီးပွားရေးစနစ်တွေကိုအခြေခံကစပြောင်းလဲတဲ့လုပ်ငန်းတွေကိုခေါင်းတွေချာချာလဲမူးနောက်ကုန်တဲ့အထိလိုက်မမှီတဲ့အခြေလမ်းတွေနဲ့ပြုလုပ်နေခဲ့ပါတယ်။မဟာမိတ်တွေအပေါ်ကုံသွဲရေးစစ်ပွဲဆင်နှွှဲတာတမရနဲ့သူ့မဟာမိတ်တွေမကြိုက်တဲ့အစိုးရအေဂျင်စီတွေကိုဗလာတက်တက်ဖြစ်အောင်လုပ်တာတွေကိုလုပ်နေကြတာပါရှင် အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊စက်သုံးစီဈေးနဲ့စားအုပ်စီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မင်းစမသတင်းတော်ကိုမြတ်သူရကစူးစီးတင်ဆက်ပေးမှာပါရှင်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီသတ်မှတ်ဈေး2100ကျပ်၊ပြင်ပပေါက်ဈေး4480ကျပ်။ စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1589ဒသမ29ကျပ်ပြင်ပပေါက်စေ3360ကျပ်ဥရောပတီဗီလိုကိုစစ်ကောင်စီတတ်မှတ်စေ1286ဒသမ93ကျပ်ပြင်ပပေါက်စေ4858ကျပ်ထိုင်းပတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စေ62ဒသမ16ကျပ်ပြင်ပပေါက်စေ131ဒသမ95ကျပ် အလေးရှာတမင်ကကိုစစ်ကောင်စီတတ်မှတ်စေ485တသမ36ကျပ်ပြင်ပပေါ့စေ1009ကျပ်ပေါ့စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုံးတွေကတော့အခောက်ရွှေတစ်ချက်သားကို ရွှေကုံတဲ့အတင်းတတ်မှတ်စေ54သိန်း8000ကျပ်ပြင်ပပေါ့စေ66သိန်းကျပ်15ဘဲတစ်ချက်သားကို ရွှေကုန်တဲ့တင်းတက်မှတ်စေ53တိန်3500ကျပ်ပြင်ပပေါက်စေ62တိန်1000ကျပ်ပေါက်စေရှိပါတယ်ပေါ်ပြပါရွှေစင်းနှုံတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုံတွေကတော့ဒီဇယ်တလီတာကို2690ကျပ်ပရီမီယံဒီဇယ်တလီတာကို3330ကျပ်အောက်တိတ်92တလီတာကို 3155ချက်အော်ဒိတ်95တတိတာကို3205ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73စီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတပိတ်တာကိုစစ်ကောင်စီတက်မှတ်စဉ်6890ချက်ပြင်ပပေါက်ဈေး1500ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် တမစမပရိုင်တိုင်းမစမပြမသတင်းအစီအစဉ်ကိုကျမတူချန်ကတင်ဆက်ပေးခဲ့တာပါကြေရှင်းအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်တမစမပရိုင်တိုင်းသတင်းအစီအစဉ်ကိုနေ့စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ပရိသတ်တွေအားလုံးဆရာနာရှင်ဘေးကနေကင်းဝေးပြီးတော့မင်္ဂလာရှိတဲ့အချိန်အခါလေးတွေကိုပိုင်ဆိုင်ကြပါစေရှင်